25မိနစ်ပြောဖို့အချိန်ပေးထားပါလိမ့်ဒီကနေ့ပြောမယ်ဆိုဘုံလို့ရွှေတင်တိုင်းနေမှာပြောရင်ဘုံလို့ပဲဘဝဖြစ်စဉ်တွေအကြောင်းတရားတွေပြောမယ်ဆိုရင်အနည်းဆုံးနှစ်နာရီလောက်ပြောမှလုံးစီပတ်စီဖြစ်တာအဲ့တော့ဒီထက်ကလူတွေကလာတက်ကြတာကတိပြခြင်းလို့လာတက်ကြတာလားဆင်းရဲခြင်းလို့လာတက်တာလားမပြောတဲ့လူတွေမွဲမှာပဲကတိဒီကလူတွေဘာဖြစ်ခြင်းလို့လာတက်တော့တတိယကျလို့ရှိရင်တတိယပြောတဲ့စကားနားထောင်ပြီးတတိယမင်းပြန်ဖြေအခုပြောတာကွန်ရလေးကပြောမှမဟုတ်ရွှေကုန်းလေးကပြောမှပြန်ပြောမှလားမပြောဘူးလား မိဘပြန်ပြောသလိုတော့မပြောနဲ့ဘူးโอเคတော့ခုနဆရာကြီးကပြောတယ်ကိုအောင်တိတ်နေမကောင်းတကယ်အဲဇက်နောင်လောက်တာကဘာမှဖြစ်ပါဘူးလို့ကတောင်းတော့ကိုမြင်းနာပြီးတော့ပြေးသက်ကနည်းနည်းသနာသွားတာနော်ဦးအောင်ကိုကမိုးကုတ်ကိုသွားတယ်ခီးဝေးသွားရတာရေကိုတနေ့ကချမ်းတို့တာရှိလေးဆိုဒီရက်ထဲမှာခီးသွားတာများတော့အစားတော့အဲမှားတာရေအသက်ကလည်း55ဆိုတော့60ရွှင်းဆိုတော့ခန္ဓာကိုယ်ကမင်းနှိမ့်ဆက်တယ်လို့ငါမခံနိုင်ဘူးတဲ့ငါပြစ်လေလိုက်မယ်ဆိုမနေ့ကရန်ကုန်ရောက်အချိန်ဝတ်နေရတာ SSC နေ့ရက်စေကန်းသွားပြ အဲဒီချိန်ကဒီလူတွေအတွက်ဥအောင်တက်ရှင်လာဒီလူတွေကဘူရန်ပြီးပဲဥအောင်လည်းဘလောက်တန်ဖို့ရှိလဲဆိုဒီပြောဖို့နားကြီးနီးလာလေဒီအဖွဲတွေကဘုန်းဆက်လေးပဲမလာသေးဘူးလားမရောက်သေးဘူးလားဘလူနေတော့တက်တာလားခုဥအောင်ပြောမယ့်ချိန်ကြီးမှာမလာဘူးဆိုဘယ်သူကအစားဝင်ပြောလို့ရမှာလဲဖို့ရှိဝင်ကားလို့လည်းအဆင်ပြေပါမလားမပြေဘူးเนาะဒီချိန်မှာဒါနားထောင်ရင်လို့စောင့်โอเคအဲ့တော့အချိန်လေးပေါ့နည်းနည်းလေးအချိန်ပို့ပေးပါဒါပေမဲ့မဟုတ်လည်းညနေနှစ်နာရီတော့ဝဲရှိတယ်ဆိုတော့မဟုတ်လည်းအချိန်ပြီးရင်တော့ဆင်းရမှာပေါ့အဲ့တော့ဥအောင်ဗာလေးစဉ်းစားလေပြော တို့လူတွေချက်ချင်းချမ်းသာအောင်ဟိုနာဆရာမအခုဆရာကြီးပြောသွားပြီးပြီတိတ်ကောင်းတယ်ဆရာကြီးပြောသွားတယ်ဆိုဦးအောင်တို့နားထောင်နေတယ်အရင်ကနေဦးအောင် Facebook က like လွှဲနေတဲ့အတွက်နားထောင်နေတာပါအများရန်လေးစားရတဲ့ပုံကအဲဦးအောင် Facebook ကတော့ရှောက်တင်ပေးထားပါတယ်ဦးအောင်တို့ပြောတာဒီလေဒါ Facebook က like တင်ပေးထားပါအဲ့တော့ဒီလိုလူတစ်ထောင်လောက်ကိုပြောရတဲ့ဝဲတွေဆိုတာအင်တာနက်မှာရှားပါတယ်ဦးအောင်တို့ဆိုရင်ခုပေါ်ပြောဝဲတွေလက်ခံတဲ့အခါကိုယ်စိတ်နဲ့ကိုလာတယ်ဘာမှပြီးလို့မရဘူးဘာလို့ဒီချိန်မှာဦးအောင်ငါးသိန်းပေးပေးဆယ်သိန်းပေးပေးသိန်းတရာပေးပေးဦးအောင်ဘွားတို့ကကြောက်မှမကြောက်လဲတော့တာအဲ့တော့ ငါလှူမယ်အပြောငါဘဝရဲ့အတွေ့အကြုံလူငယ်လေးတွေပြောင်းလဲအောင်လှူမယ်အဲ့တော့ပြောတဲ့အချိန်မှာလေဒီလူတွေဥပအောင်ပြောချင်တာအစားနဲ့အစားနဲ့အချိန်နဲ့မလဲနဲ့ပညာနဲ့အစားနဲ့မလဲနဲ့အခုကိုလူတွေထမင်းစားပြီးတိတ်ကြတာပဲလူတွေချမ်းသာဖို့ဆိုတာအချိန်ပေးရမယ်လေ့လာရမယ်เนาะအဲ့တော့မိကိုနေမိနိုင်အောင်လုပ်ပေးမယ်ဒါပေမဲ့အချိန်ပေးရမယ်ဆိုတာအချိန်နည်းနည်းပါးပါးလွန်လေသီးခံဘာလို့လို့လို့လူတွေကိုလက်စွာဘုရားလက်ထက်ကရှင်သာတိပုတ္တရာကြီးကို ဟောတာရှင်သာရိပုတ္တရာကမြတ်စွာဘုရားစီမှာတောတက်ပံတဲတာမဟုတ်ဘူးသူ့ကိုဟောတဲ့ဆရာကရေဓမာဟိတုပတ်ပေါ်ကအရှင်ဘုရားဆက်ချစ်ဆက်မဟုတ်နဲ့တော့တော်တော့တယ်အဲ့ဒါသူအဲ့မှာတောတက်ပံတဲသွားတာအဲ့ဒုလူတွေကလည်းရေဓမာဟိတုပတ်ပေါ်ကနေတောတက်ပံတဲဥအောင်ကဆရာကြီးကဒီလိုပြောလိုက်တာနဲ့ဒီတင်တဲ့ကလည်းဆိုချက်ချင်းတစ်ထည့်ချင်းမဲ့လူပါလားမပါရင်အချိန်နဲ့တော့ပြရမယ်နော်ပုံလူပတ်စာလေးတွေပြောပြီးဘောအကြောင်းလေးတွေပြောပြီးနောက်ဆုံးကျမှဒါလုံးဆိုတာချပြရမယ်ဒါမှမဟုတ်အချိန်ကတော့နည်းနည်းလူတာပေါ့နော်အဲ့ဒါမှမဟုတ်ဒုလူတွေအတွက်ဥအောင်ကအချိန်ပေးပါလေဥအောင်ရဲ့ဘောက တယ်ကအချိန်တွေကနေပြီးတော့ကျမကြီးကောင်းကောင်းမကောင်းကောင်းဒီထဲမှာတတိဖြစ်မဲ့လူတွေပါတယ်ဒီထဲမှာဘာတွေပါလဲမပြောတဲ့လူတွေသိတယ်နော်ဒီထဲမှာဘာဖြစ်မဲ့လူတွေပါလဲတတိဖြစ်မဲ့လူတွေပါတယ်အဲ့တော့ဒီဘွဲတွေဦးအောင်စစ်တမ်းကောက်ကြည့်ခြင်းသေးတယ်စစ်တမ်းကောက်ကြည့်ခြင်းသေးတယ်အဲ့တော့ဒီထဲကအသက်25နှစ်အောက်တွေလက်ညှိုးထောင်ပေးသမားဟာ60ရာခိုင်နှုန်းလောက်တတိတွေပါကျန်ချပါစိတ်ရှုပ်ကောင်းစီကိုကလေးတွေကလာဆွေးနွေးစိတ်တယ်ကျွန်တော်စီးပွားရေးလုပ်ချင်လို့မင်းတို့အသက်ဘယ်လောက်လဲ 25နှစ်တော်သေးတယ်ကွာတနည်းလောက်ပဲကြံတော့တယ်ဘာလို့နောက်နေ့ဆိုဒေမာလာဆရာကြီးမဟုတ်ပါဘူးတဲ့လူဆိုတာ25နှစ်ကျော်ရင်မပြင်းတော့ဘူးကွာ25နှစ်ရှိမှကွန်ဆာဆေးလေးတောက်ရက်တောက်မပြင်းတော့ဘူးဘုလူလည်းပြောချင်တာနော်25နှစ်မကျော်ခင်အင်ဗတာပြင်းလို့ကောင်းတယ်ဥကခုနပရိုဖိုင်လေးထဲမှာရွှေကုန်တယ်ဘဝကွန်ဆာအဲ့ကွန်အရန်ချစ်တယ်အင်မထက်ဒီနေတိုင်းစားနေတော့ကွန်အရန်ကြိုက်တာခုတွေ့လာကွန်ဖွေးနေတာကြိုက်တာကိုဖြတ်ရတာလုံးချင်တာဒီမလုံးနဲ့မလုံးချင်တာဒီလုံးအဲ့ဒါမှအဆင်ပြေမှာဆိုင်ဥအောင်သင်ပြောတယ် အောက်တန်းကြတင်တယ်တက်စရာမလိုဘူးနော်ဒီတိုင်းဖြစ်တယ်လို့ဒါနေလဲအောက်တန်းသူကသူကြသွားမှာနော်ဘာမှမလိုဘူးအောက်တန်းကြပါသေးဒုက္ခရောက်ပါသေးတင်တယ်မတက်နဲ့အရာနဲ့နော်အဲ့တော့တို့ခုဒီထဲမှာလာတက်တဲ့အဖွဲစင်တယ်လေးတခုထက်လို့မစစ်တန်းလေးနော်အေးဒါပဲတနာကြီးစစ်တန်းထုတ်တာနဲ့ကုန်လဲအေးဒါတန်းနိုင်အဲ့တော့ရန်ကုန်မြို့မှာအိုးပိုင်အိမ်ပိုင်နဲ့နေနိုင်တဲ့နေနိုင်ပြီလာတက်တဲ့လူတွေလည်းကျွန်တော်ကြခိုင်တော့ပြ30လောက်စီဟုတ်ပြီတော့ကနေပြီးတော့အငားနဲ့ ကိုအခက်ခဲနေကြောင်းနော်လာပြီးတက်တဲ့လူတွေလည်းညှို့တော့โอเคအများကြီးပဲနောက်တစ်ယောက်မတူဘူးနော်နောက်တစ်ယောက်မင်းယုံမယ်သိန်း1000ဂျော်ဒန်ကားနဲ့ဂျီပွဲကိုလာတက်ပြီးမိဘအရန်ချမ်းသာလို့တက်တဲ့လူလည်းညှို့ထောင်ပြပါမကြွားစင်လို့မဟုတ်ထောင်အောင်အဲ့လိုမပါဘူးလားအကုန်လုံးအမွဲတွေကြီးဖြစ်ကုန်မယ်နော်သိန်း1000ဂျော်ဒန်ကားနဲ့သူစေနာပြူလာနော်โอเคအဲ့ဒါကိုချီချင်းအားဖြင့် ဒီလိုတင်နှမ်းမျိုးကိုလူတစ်ထောင်လောက်လာတက်တာတောကတက်လာတော့ကို့ခြေောက်ကိုရုံးကန်ရတော့သူများဒီဒီပွဲကိုကျူးစားပန်းစားတက်ပြီမိဘအိုးပိုင်အိမ်မယ်ရှိသောပုဂ္ဂိုလ်များဒီ30ရာခိုင်နှုန်းတက်ပြီတိန်းတစ်ထောင်ဂျော်ဒန်ကားနဲ့အရန်ပြည်စုံနေတော့သာသမီတယောက်မှမလာဘူးလို့ပြောလို့မရဘူးလားပြောပါအောင်ပြောလို့မရဘူးလားမရဘူးဥအောင်ဆွဆွဲတာမဟုတ်ဘူးနော်ဒီထက်လက်ညှိုးထောင်နေတိုင်းပြောပြโอเคအဲ့လိုဆိုရင်ဒီလူတွေကဆင်းရဲလို့လာတက်တာလားချမ်းသာလို့လာတက်တာလား တချင်းရဲနေတာဦးကပေါင်းနေတာတော့ဦးအောင်ရဲ့ဘွားထဲမှာဂျီဆင်းရဲရချင်းရဲ့အကြောင်းတရားကြောင့်ခုနကဦးအောင်ဘွားလေး profile လေးเนาะတော်တော်များများဦးအောင်ရဲ့ဘွားအကြောင်းနေ Facebook တွေဟလာ MRTV TV တွေတော်တော်များများအလွှင့်ကြတော်တော်များသိကြတယ်အဲ့တော့ဦးအောင်ရဲ့ဘွားဖြစ်စဉ်နဲ့ profile ကိုတော်တော်များများသိကြတယ်ဟိုကြားဘူးတဲ့လူတွေလည်းကြိုးဆောင်ပေးပါဒါဆိုပြောစရာတော့မလိုတော့ပြန်သွားရင်တော့ရမယ်။နော်။โอเคကျေးဇူးတင်ပါတယ်။ဘာလို့လဲ။မင်းရပဲဦးအောင်ကမင်းည မနေ့ဒီလိုဖြစ်မှာဆိုလို့ဇာကြီးသွားပြတော့ပထမနေ့ကရိုးဆရာနဲ့ပြတယ်အဆက်စီမှာအဲဂရိထပြတယ်အထူးဆရာဝန်ကြီးနဲ့ဇာကြီးလိုမနေ့မှလည်းလို့ပွဲပြောဆရာကြီးလိုထပ်ပြပါဆိုဇာကြီးကကိုကြည့်လိုက်ဆရာရေးလိုက်နဲ့ကိုကြည့်ကိုကြည့်လို့အထူးဆရာကြီးပါဇာကြီးဒေါက်တာပရိုဖက်ဆာကျော်ဝန်နာထင်ပါလားဇာကြီးကကြည့်တော့ကြီးမှာခင်ဗျာမြင်မှုသလိုလိုပဲတဲ့ဇာကြီးမြင်မှုကတော့ကျွန်တော်မြင်သားပါလားဒေဇာကားတွေမြင်မှုတာတော့ဟာကိုဆိုးတယ်ဆရာစိတ်ညစ်ဟုတ်ပါဦးဆရာလို့ တီဗီတန်းမြင်မလို့အဲတီဗီပဲတဲ့ဆိုတော့ဆရာအင်တာဗျူးနေမှာပါလို့ကျွန်တော်အဲ့မှာဟိုလိမ့်စာလေးကလေးထုတ်ပြန်ဝင်ကြရလဲတပည့်ကိုကြောင့်ငါလိမ့်စာကလေးပါသေးလားပါသေးတယ်လေထုတ်လိုက်ဩအောင်တမားလေးထုတ်တွေ့တယ်တခမရှိရ SSG ဖြတ်သွားတယ်ရွှေတင်တန်းကြလို့ချင်းလူတွေည9:00 10:00နာရီကဒုက္ခပိနာချုပ်တွေ့တယ်အကောင်တို့ရွှေတင်တန်းနေဖွင့်မှမယ်အေးစေးစေးနားထောင်နေတင်တန်းကြတော့ထက်လာပါအကောင်တို့10ရက်တာပြောပါတယ်တွိုင်းလိုင်းနဲ့မသိမသာကြော်ညာလေးဝင်သွားပြီနော်ရန်ကုန်မန္တလေးတောင်ကြီးမုံရွာလေးနေရာပြောပါတယ်ဒီချိန်နေမှာလည်းအဲ့တင်တန်းနေမှာဥပ္ပံရေဘဝဖြစ်စင်နေပါโอเคဒါကြဆိုအဲ့တော့မင်းက ဆရာကြီးစီတွေ့တဲ့ခါမှာဆရာကြီးအဲ့လိုပဲမြင်မှုသလိုလိုဖြစ်တယ်ဆိုတော့တော်တော်များများကဥအောင်ရဲ့အကြောင်းလေးကိုသိကြတယ်အဲသိကြတဲ့အတွက်လည်းဝန်တာတယ်အခုလိုဒီလူငယ်လေးတော်တော်များများပြောရတဲ့အတွက်ခုန25နှစ်ပတ်ချာလေးတွေပြောရတဲ့ဥအောင်လို့အားရှိပါတယ်ဘာလို့ဆိုတော့ကိုဘဝရဲ့အချိန်ဒီထဲမှာဥအောင်စဉ်းစားတယ်ခရီးငါရောက်ခုမှမျိုးတော့ power point ကြီးလုတ်ပြီးထားတယ်ရိုက်ထွက်လေးတင်လို့မရဘူးလားရိုက်ထွက်တော့တင်လို့မရအောင်ဟောဟုတ်ပြီ okay မရလည်းမြင်နေရတာပဲဒီမျက်နှာနော်ဒီလူကမျက်နှာမြင်နေမလားနောက်ကဖွဲ့မြင်နေမလားမမြင်လည်းမြင်အောင်လားကြည့်ပါဟုတ်လားဥအောင်အတန်းဟိုရုံးမလားလေအတန်းနဲ့ထိန်းသွားမှာပေါ့နော် ဲ့တော့ဦးအောင်စဉ်းစားတယ်ငါ့ဘဝအကြောင်းကိုဘာတွေပြောမှလဲနော် profile ဒီခဏခဏပြောတယ်ဒါပေမဲ့ဦးအောင်ရဲ့ဘဝမှာတော်တော်များများအောင်သမားကြီးဦးအောင်ကိုလူတွေစိတ်ဝင်စားတာကိုရတဲ့ရနေရွှေကုန်းတဲ့ဒီမှာမေကွန်းနေမင်းနဲ့အဖြေရှာမယ်ဆိုရင်လူတွေအမင်းများတဲ့မေကွန်းတွေကိုဦးအောင်ကဖြည့်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီမေကွန်းတွေထဲမှာလည်းဘဝကိုဘယ်လိုဖြတ်တန်းခဲ့ရတာလဲဟာဒီဒီမင်းအမင်းများတဲ့မေကွန်းတွေကိုဖြည့်ရင်းနဲ့တို့လူငယ်တွေသိချင်တာတွေသိလာမှာဖြစ်ပါတယ်အဲ့တော့ဦးအောင်ရဲ့ဘဝမှာပြန်စဉ်းစားကြည့်တယ်ငါဘာပြောရင်ကောင်းမလဲ တော့လူတွေပြောနေကြတယ်ကွန်းရတယ်ကွန်းရတယ်ဆိုတာဥဟောင်းရဲ့ဘဝမှာကွန်းရတယ်ဖြစ်တာဥဟောင်းကနှစ်အကြာကြီးမဟုတ်ဘူးเนาะအခုဒီကွန်းရရောင်းနေတယ်လူမဟုတ်ဘူးဘာဖြစ်လို့လို့ကွန်းရရောင်းနေနှစ်ကဥဟောင်းလေးနှစ်နဲ့ငါးနှစ်ပဲကြာဥဟောင်းရဲ့ဘဝအသက်20လောက်ကနေရောင်းနေအဲ့ဒီကနေဘလို့ဥဟောင်းလေးနှစ်ငါးနှစ်လောက်ရောင်းလိုက်တာနေရွှေကုန်းတွေတစ်ပိုင်းဖြစ်တယ်အဲ့ရွှေကုန်းတွေတစ်ပိုင်းတစ်စားကနေမှရွှေကုန်းတွေပြုတ်တာတခါလေးနှစ်ဖြစ်တယ်နော်ဝင်ရတယ်ဖြစ်တယ်ရွှေကုန်တွေဖြုတ်လေးနှစ်ဖြစ်တယ်အဲ့ဒီနောက်ရှင်းနှစ်ချက်ပြည်တဲ့နောက်မှာအဲ့ဒီကလေးရွှေကုန်တွေဖြစ်လာလိုက်တာခရီးအချိန်ကြီးရွှေတန်တန်းနေဖွင့်တယ်ရွှေတန်တန်းနေဖွင့်တဲ့ဥအောင်ကြီးဖြစ်လာ အဲ့တော့ဘယ်လိုလူလူဦးအောင်ပြန်မျှဝေချင်တာလားဦးအောင်ရဲ့ဘဝတွေကဖြတ်တန်းခဲ့ရတာလေးတွေကိုပြောပြပြီးမယ်ပြောပြပေးရင်လည်းအမေးများတဲ့အများမေးတဲ့မိကွန်းခုနှစ်ချက်ဆိုတဲ့ခေါင်းစဉ်ဦးအောင်ပေးထားတဲ့အတိုင်းအဲ့ဒီမိကွန်းတွေကဖြည့်သီးတာဖြစ်သွားပါလိမ့်ဟုတ်ပြီအဲ့တော့ဦးအောင်ရဲ့ဘဝဖြစ်စဉ်လေးတွေဟာ profile လေးတွေကိုနည်းနည်းပါးပါသွားလိုက်အောင်နော်အဲ့တော့ဦးအောင်ရဲ့ဒါအမေးများတဲ့အများမေးတဲ့မိကွန်းခုနှစ်ချက်ဖြစ်ပါလိမ့်အဲ့ဒီမိကွန်းတွေနဲ့ပတ်သက်ပြီးတော့ဦးအောင်ကဆက်ပြီးတော့ပြောပြသွားမှာဖြစ်ပါလိမ့် တော့ဥောင်းဟာတကယ်ထလက်တဲနဲ့နေခဲ့ရတယ်မိဘဆင်းဆင်းရဲရဲနဲ့တကယ်နေခဲ့ရတယ်ပွားနေပါအဲ့တော့ခုနကဥောင်းမေးပြီပဲရန်ကုန်ကခုဒီလူတစ်ထောင်ထဲမှာမိဘအရန်ချမ်းသာနေတဲ့သာသမီတက်ဖို့တော်တော်လေးခဲရင်နေအဲ့တော့တို့လူငယ်တွေပြောချင်တာနော်ဥောင်းကငငယ်ကမဆင်းရဲခဲ့ရင်ပြည်စုံနေဘလို့လို့ကိုညာရောက်มาလဲဘလို့လို့တော်တဲ့ကိုသွားมาလဲနော်အဲ့တော့ဒါလေးကိုပြောရင်းတယ်ဥောင်းကဟလား ဒီကိုရဆိုင်ဘုတ်ကလေးကိုဦးအောင်တင်ထားပြီးနော်အဲ့တော့ဒီဆိုင်ဘုတ်ဆိုတာလေအကောင်းလို့မထင်တဲ့ဆိုင်ဘုတ်ရဲ့နောက်ကျောက်ကိုကြည့်လိုက်ဆိုင်ဘုတ်နောက်ကျောက်ကပဲ့နေသေးတာနော်ဒီဆိုင်ဘုတ်ရေးပေးတဲ့ဆရာရွှေတညာလည်းတင်ပေးတယ်နော်ဦးအောင်ကိုဒီဆိုင်ဘုတ်လေးလည်းရေးပေးတယ်ရှင်းလုံးကဆိုင်ဘုတ်တစ်ခုဖြစ်ဖို့လွယ်တာမဟုတ်ဘူးခုခေတ်ကကွန်ပျူတာထုတ်ပြီးဗနန်းထုတ်လိုက်လွယ်တာဒီဆိုင်ဘုတ်တစ်ခုဖြစ်ဖို့တွင်6လလောက်ဆောင်ရတယ်ဒါဦးအောင်ရဲ့ဆရာဆုံးသွားသွားပြီအသေးကင်စာနဲ့ဆုံးတယ်ဆရာဆုံးတဲ့အခါမှာဆရာရဲ့အလောင်းကိုဦးအောင်ကားနဲ့ဓာရီ6626ကားလေးနဲ့အဲ့ဒီအလောင်းတိုက်ပြီးအိမ်ရန်ရောပို့ပေးပါလေတိတ်ကျင်တတ်တာပဲအဲ့ဒီပီတီ ကားတစည်းတည်းဝင်နေတာအဲ့ချိန်ဓာတ်လူ၆၆နဲ့ကျောင်းအခုကားနံပါတ်တွေမမှတ်မိတော့ကားတွေအများကြီးပဲဘောက်လို့မှတ်မိတဲ့ချိန်လဲစွဲလို့ပေါ့ညံ့လို့လို့ပေါ့ရှားပါတဲ့အချိန်တော့ပစ္စည်းမူတန်မိုးထားတာပေါ့အဲ့ဒီကားမှာကိုကမှမျက်မျက်နှလုံးစည်းနေတဲ့ခါဆရာအလောင်းလေးတက်ရောအင်ယာသားသမီးတွေကနောက်ရဲ့ကားမစည်းရတော့ဘူးနော်အဖေရလဲတဲ့ဒီကားနဲ့ကိုကလာဟာမဟုတ်ဘူးငါဒီကုသိုလ်မျိုးရချင်တာဥအောင်ဝန်ထမ်းတွေတည်တယ်သူ့အိမ်သေးချင်တယ်အင်ယာကားနဲ့ပဲပို့ပေးတယ်မိမာတွေဆုံးတယ်ကို့အင်ယာကားနဲ့ပဲဥအောင်ပြောတဲ့သားသမီးတွေဒီလိုငါတည်လို့ရှိရင်ကားပါတဲ့မီးရှို့ပေးလိုက် ဘာလို့လဲငါချရတာကားတွေအများကြီးနေတော့တေလဲတေရောတော့ကျန်နေအာတုဘာကဆောင်းအားတာနဲ့ဟိုဟာကားမလာနဲ့အဲ့ကအိမ်နာမကန်နဲ့အခေါင်းနဲ့မထိနဲ့ဒီကမြေလုတ်ရွေးခဲ့ရတာအများကြီးကားလေးပါမီးရှို့ပေးလိုက်ပါလားတာသမီးတွေကကားကြတော့ထဲ့မပေးနိုင်ဘူးထားပါတော့တေရင်တော့မဆမ်းပါဘူးဒါပေမဲ့ပြောပြတာဥအောင်လည်းဥအောင်ရဲ့ဆရာဘူးကိုပိုင်ကားနဲ့အဲ့လိုအလောင်းပို့ပေးတာကဲထားဒါလည်းဒီဆိုင်ပုံလေးအကြောင်းပြပြီးတော့ဥအောင်ကပြန်ပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ဒီအောင်ကွန်းရဆိုတဲ့ဆိုင်ပုံလေးနဲ့ပတ်သက်ပြီးတော့ဥအောင်ပြောစရာလေးအများကြီးရှိနော်အဲ့တော့ ဒီဆိုင်မုတ်လေးကိုအကြောင်းပြပြီးတော့မင်းကဆရာဦးခွန်မောင်ကြီးနဲ့ PowerPoint လုပ်ထားတာ၂နာရီသာရှိတယ်ရတဲ့နာရီကအခု73မိနစ်ရှိသွားပြီနော်ဘိတ်ဆက်တာနဲ့အကြောင်းပြန်တာနဲ့စစ်တမ်းကောက်ရတာနဲ့73မိနစ်ရှိသွားပြီโอเคအဲ့တော့မင်းကလည်းဦးအောင်အင်တာဗျူးတစ်ခုလုပ်ပါတယ်နော်လာပြီးတော့အင်တာဗျူးလည်းရှိတယ်အများကြီးပဲဒီအကြောင်းပဲပြောနေတာပဲရေချိန်မင်းမြေကွင်းရသေးရွှေကုံတွေကွင်းရရရွှေကုံတွေမယိုးလို့သူတို့လာမေးနေတာပေါ့ဒီအကြောင်းအရာကိုကျုပ်ချမ်းသာကြောင်းလက်ကလူးသားဘလူးစီးကြောင်းမတ်ဟလာလက်ဆက်ဘလူးစီးကြောင်းနိုင်ငံခြားဘလူးသွားကြောင်းတာပြောဘယ်သူမှလာမမေးဘူးဒါပေမဲ့တစ်ခေါက်နဲ့တစ်ခေါက်ကမတူဘူး focus ကမတူဘူး ဥက္ကောင်တော်အမြဲတမ်းတရားနေလာတယ်မိုးဆရာတော်ဘုရားကြီးရဲ့တရားဥက္ကောင်နာလာနှစ်ပေါင်း20ရှိပြီတော့ဆရာတော်ဘုရားကြီးရဲ့တရားနေလာတယ်စာအုပ်တွေဖတ်တော့တစ်ခေါက်နဲ့တစ်ခေါက်ပြောတာတွေကမတူဘူးဂရိဒီဘက်ကိုပြောတဲ့စကားဒီဂရိကိုပြောတဲ့တရားအခုဥက္ကောင်ကထင်တယ်တို့လူတွေဥက္ကောင်တရားဟောမှာစကားပြောမှာလားတရားဟောမှာလားတရားဟောမှာတရားကနှစ်မျိုးပဲရှိတယ်အဲ့ဒီနှစ်မျိုးကဘာလဲပြောတယ်တစ်မျိုးကနေဗျာရောက်ချောင်းတရားတစ်မျိုးကအဖေရောက်ချောင်းတရားတရားဘယ်နှမျိုးရှိလဲဘယ်တရားကြိုက်ကြလဲမပြောတဲ့လူတွေကအဖေရောက်ချောင်းတရားနာအောင်ဘယ်တရားကြိုက်လဲ ဲ့ဒါဆိုအဟံမန်းနေနဲ့စားရတော့မှာပေါ့အဲ့ဒီနိဗ္ဗာန်ကျော်ကြောင်းတရားမှာနှစ်မျိုးပြန်ခွဲလာရတယ်နော်လောကီချမ်းသာနဲ့လောကုတ္တရာချမ်းသာဂရိဥပမာလောကီချမ်းသာနဲ့ပတ်သက်မြဲချမ်းသာကြောင်းနိဗ္ဗာန်လို့မပြောနဲ့ချမ်းသာကြောင်းတရားအဲ့တော့အပေရောင်ကြောင်းတရားဆိုတဲ့နေရာမှာလေငရဲရောင်ကြောင်းနဲ့လောကီငရဲနဲ့လောကုတ္တရာငရဲရှိတယ်လောကုတ္တရာငရဲဆိုတာကိုယ်ထယ်ဦးတဲ့ရောက်တာနောက်ဖြစ်မဲ့ငရဲလောကုတ္တရာငရဲဆိုတာ လောကတွေကိုပဲဒုက္ခရောက်ပြီးခံနေရတဲ့လူတွေအများကြီးပဲကက်ထားစုအဲ့တော့တရားဟာနှစ်မျိုးပဲရှိတယ်ဘာနဲ့ပါလဲနိဗ္ဗာန်ရောက်ချောင်းနဲ့အပေရောက်ချောင်းနိဗ္ဗာန်ရောက်ချောင်းမှာဘယ်နှမျိုးရှိလဲလောကီချမ်းသာနဲ့လောကုတ္တရာအဲ့တော့လောကီချမ်းသာတွေကဥအောင်လောကီချမ်းသာအောင်ဘာဒီလုပ်ခဲ့တယ်လဲလူလူလူပြောပြတယ်အဲ့တော့ဒီဆိုင်ဘုတ်လေးကိုပြရင်လည်းဥအောင်ကိုယ့်ဟာစရောင်းတယ်ကိုယ့်ဟာရောင်းကြခြင်းရဲ့အကြောင်းဘာကြောင့်ရွှေတော်ကိုရောက်တာလဲဥအောင်ဘဝမှာအခက်အခဲတွေရှိတယ်နော်ဥအောင်ဆယ်တန်းမအောင်ဘူးဆယ်တန်းသိအောင်နေတာပဲအခုချိန်ထိဆယ်တန်းကျောင်းသားတွေဖောင်တင်နေဆိုရင်ခုနှစ်ဆယ်တန်းဖြည့်နေတယ် ခုဟော speaking တက်နေတယ်ဆရာတယောက်တလောက်သုံးသိန်းခွဲပေးရတယ်မနေ့တိုင်းတင်တယ်အချိန်ရတယ်ဘာလို့တင်တာလဲနိုင်ငံခြားသွားတဲ့ကမျက်နှာငင်ရတယ်ဟို immigration ရောက်တာနဲ့တကယ်နဲ့သူတို့ငောက်ရင်ကိုကြောက်နေတာအခုကကိုကပြန်ငောက်ချင်မင်းမေးမှာဗာမေးမှာတော့ကဆောက်တက်ထားတော့တင်ယူချင်တာပေါ့အဲ့တော့ဥောဆယ်တန်းမအောင်တဲ့အကြောင်းကြီးကဘာလဲပြောရင်ရှစ်တန်းလုံးကလူ40ဖြည့်တဲ့အထက်မှ၄ယောက်ထဲမှာအောင်းတယ်အဲ့ဒီလုံးကဆယ်တန်းလုံးကဟာဒီအခုဒီရှစ်တန်းလုံးကဟာဒီမှတ်မိတယ်အဲ့တော့အတန်းတဲ့လုံးကရှစ်တန်းလုံးကပထမရတဲ့လူတွေဆယ်တန်းလုံးကပထမရတဲ့တင်ငွေချင်းတွေအခုဥောဆောင်လို့လုပ်ငန်းရှင်ဖြစ်မလာဘူးအဲ့ဒါဘာလဲပြောရင် အဲ့ဒီတော်တဲ့လူတွေဒီလုပ်ငန်းရှင်မဖြစ်တတိမဖြစ်ဘူးလို့မဆိုလို့နော်ညံကောင်းတော်ညာလည်းဒီဘက်ကစီးပွားဖြစ်အောင်လုပ်တတ်တဲ့အတတ်ပညာရေးပါးရည်နဲ့ရည်ဆိုတဲ့အချက်လက်တွေအများကြီးလိုအပ်တယ်ညံကောင်းတိုင်းလည်းမဖြစ်ဘူးကဲထားအဲ့တော့ဥောင်ဆေတန်းကောင်တဲ့ခါမှာအရန်စိတ်ညစ်တယ်ဆေတန်းကောင်ကြီးရဲ့ဥောင်ရဲ့ခက်ခဲပြဿနာဘာတုံးဆိုရင်ဆရာဥောင်မင်းကဥောင်ရဲ့ဒါမန်နေဂျာကြီးကအများကြီးတင်ပေးထားတယ်ဒါပေမဲ့ဆရာလူဆရာပါဝါပိုင်းနေကျွန်တော်ပြောချင်မှပြောတော့မယ်ဘာလို့ဒီကနေ့လူတွေကိုပြောပြခြင်းနဲ့ message တွေ focus တွေကိုဘဝဖြစ်စဉ်ပြောရင်းနဲ့ဒီမိကုန်းနေရာဖြည်းဖြည်းသားဖြစ်သွားတယ်ခုနပြတဲ့ power point နဲ့မိကုန်းနေဖြည်းဖြည်းသားဖြစ်သွားလိမ့်မယ် ဟိုလုတ်ခဲ့နေခဲ့ပုံလေးတွေကိုပြန်ပြီးတော့နော်အခုဒီဆရာကြီးရွှေဦးရွှေဦးတော်ရဲ့အကြံဉာဏ်နဲ့ကြီးပွားရေးစာအုပ်ကိုဘာသာပြန်ထားတဲ့မူရင်းစာရေးဆရာဒေးကာနေကြီးဆိုတာလေသူကိုယ်တိုင်တထေးပဲတထေးလိုလိုက်အင်တာဗျူးတယ်နော်လက်စင်မီကိုစတင်တီထွင်တဲ့လူကိုဖြူတယ်ကားထုတ်တဲ့လူကိုဖြူတယ်တကယ်ကဘာကျော်တထေးကြီးတွေကိုဖြူပြီးတော့မှ तू ကအဲ့စာကိုထုတ်တာထားတော့ဥအောင်ကအဲ့ဒီစာအုပ်လေးကိုအမှတ်မထင်တွေ့လိုက်တာဒီလိုသင်တန်းနေနေတဲ့ရလို့တော့ခုချိန်ဥအောင်အမေရိကန်ရောက်နေပြီအဲ့တော့ဒီလူတွေကဒီလိုပွဲတွေတက်ရတယ်ဒီလိုပရော်ဖက်ဆာဆရာကြီးတွေပြောသွားတယ်ဆိုတော့ဟာဝေးကြီး 25နှစ်တော့ရွှေတော့ရောက်နေတာပလုတ်တို့ဖောက်နေတာဟိုမှာဘိန်းဘိန်းဘိန်းပြောင်းနေကြားထဲမှာရက်ပလင်းကြပါခက်ထားတော့အဲ့ဒါရောက်လာမှာโอเคအဲ့တော့ဥောင်းကအဲ့လိုခြေထဲမအောင်မအောင်တော့စိတ်ညစ်တာပေါ့အဲ့တော့ပရမတ်တနည်းခြေတယ်ဘာမှမသိဘူးခြေထဲလဲရောက်ရောဘာတွေမှမသိဘာသာတွေမသိမခြေနဲ့နောက်နေထပ်ပြီးတကြတာအဲ့တော့ညီတွေကတက်လာပြီအကိုကခြေထမ်းအောင်သွားတယ်အဲ့တော့အကိုတက်ကသူတက်ရတယ်ကိုကျတော့ငါစဉ်းစားတယ်ငါဒီတိုင်းနေလို့မရဘူးအဲ့တော့အမေကုံစင်းရောက်လာတယ်လည်းရောက်တယ်အမေကုံစင်းရောက်တဲ့အလုပ်ကိုရောင်းရင်တန်းလန်းတယ်အောင်ဆိုတဲ့ကောင်လေးကကြည့်ပြီနော်တို့လူတွေဒီဟာကို focus ယူဖို့လိုတဲ့ ဲ့တော့ဈေးလာဝယ်တဲ့လူကိုမေးတယ်တော့ဒီစကားဘာကြောင့်ပြောတာလဲပြောဦးတော့အင်တာဗျူးရှိလိုက်တဲ့ခါမှာအင်တာဗျူးမေးတဲ့လူတိုင်းကအဲမင်္ဂလာပါဦးအောင်ကျွန်တော်နာမည်ကကျွန်မကဘယ်သူပါဗီမီဒီယာပါအေးပြောပါဦးအောင်ရဲ့ဘဝငငယ်တုန်းကနေအခုဒီဘဝအထိဖြတ်တန်းခဲ့ရတာပုံလေးပြောပါဦးဆိုပြီးပြောလိုက်တာတဏှာကြီးဝဲချသွားပြီးတော့သူကပြောတယ်ဦးအောင်နဲ့တမီမေးမဲ့မိကုန်နေရအောင်ပါသွားပြီအခုလည်းထုံးလူတွေတည်တဲ့မိကုန်နေရဘဝပြည့်စုံပြောရင်းနဲ့ပါသွားပါလိမ့်โอเคအဲ့တော့ဦးအောင်ကဆယ်တန်းမောင်တော့အမေနဲ့ဈေးရောင်းရေးတက်လိုက်နဲ့စဉ်းစားတယ်တချို့ကိစ္စတွေကလည်းအဟုတ်မထင်နဲ့တော့ရမ်းပန်ပြီးလီစဲပြီးလက်ပတ်ပြီးပြောထားတာနားထောင်ကောင်းအောင်လို့နော်တကယ်တော့ တွေးပုံကတော့တူတယ်ဒါပေမဲ့တကယ်တမ်းပြောတာဟုတ်ချင်မှာဟုတ်မှာစာရေးဆရာကြီးပြောတယ်လည်းမယုံနဲ့သူလည်းသူ့စိတ်ကူးညံတယ်ပဲအခုကူအောင်ပြောတယ်လည်းအခုမယုံနဲ့နော်နားထောင်ပေါင်းတက်ပတ်ပြောမှလူတွေကပြောတာမူတာဝါဒတော့မဟုတ်တကယ်တမ်း focus ကတော့အမှန်ပဲအဲ့တော့အမင်းနဲ့ဈေးဝယ်တန်းတန်းနဲ့ဈေးနာဝယ်တဲ့ပဇွန်ရောက်ဝယ်တဲ့လူကဈေးမစစ်ဘူးတကြဘုဘယ်နဲ့ဈေးထည့်လိုက်ဘယ်လောက်ထည့်လိုက်ဆိုတော့ပြောတယ်ဒီလိုကလို့ဈေးမစစ်တာလေဟာလေးလေးခင်ဗျဈေးစစ်ပါလားအဲ့ဒါခင်ဗျတစည်းတမတ်ဆိုတစ်ချက်ဖို့၅စည်းအမေကရောင်းလာခင်ဗျဘာလို့မစစ်တာလဲဟာဟိအောင်မျိုးမပြောနဲ့ဒီမှာငါတမတ်နဲ့ဝယ်တာဟိုမှာတစ်ချက်ရောင်းလာလူဝယ်နေကြတာဟာ အော်ဆိုတဲ့ကောင်ကအဲ့မှာဒိုင်းလိုစင်ဟာတမတ်တန်တကြရောင်းလို့ရတဲ့နေရာရှိသလားဘယ်နေရာတော့ရွှေတော့ဟာထက်စင်ကလေရွှေတော့ရွှေရီကတော့ထားနေတဲ့ဒီသားလားစင်သားအဲ့လိုဆိုဒီလူဘာစားတာလဲကွန်စားတယ်သူစားနေတဲ့ကွန်ရဘလူစားတာတော့ဖုံးပပရှာတော့ကွန်ရဆိုင်သွားပြီးကွန်ရကွန်ရပြေးဝင်တယ်နော်ကွန်ရတကြဖို့အမေပတ်စံတရားယူတော့ဝယ်ပြေးလိုက်ဟာဘာလို့တော့ဟာဆရာကွန်စားတယ်လေအဲ့တော့အဲ့ဒီမှာလေသူကွန်ဝယ်ကျွေးတယ်တော့သူနဲ့ကွန်နဲ့ဘောလာဖြစ်သွားတယ်ရွှေတော့ကြောင့်ဖြူပြီပေါ့အကုန်လုံးဟာအဲ့လိုဆိုကျွန်တော်တိုက်လို့မရဘူးလားဟာလောလောဆယ်တော့တိုက်လို့မရဘူးမင်းငါဈေးရောက်မယ်ဆိုရင်ဆိုင်ငန်းကားမှာဘာလို့မှအများကြီး တော့သူနဲ့ဖောက်တိုင်းခင်ရမရနောက်ဆုံးကြရင်ရွှေတော့ကိုဆက်သွေးရအဲ့တော့အဲ့ဒီမှာနေသူစားတဲ့ကွန်းရလာတိုင်းပဲဘယ်နေ့ဘယ်နေ့ခင်ဗျားလာပါသူလာတဲ့နေ့ကျကွန်းကွန်းရဂျိုးဝယ်ထားတယ်အဲ့တော့သူကတစ်ခါတလေပြန်ရင်ကွန်းငါးထုပ်၆ထုပ်၁၀ထုပ်ဝယ်တဲ့ခါမှာကွန်းရဆိုင်ကလေသူဝယ်ခိုင်းတဲ့ပတ်စံလေးဝယ်ပြီးတဲ့ကွန်းရဆိုင်ကလေကိုယ့်ကိုသဘောကျတယ်ကွန်းရဖောက်တယ်ခေါ်လာလို့အဲ့တော့အဲ့ဒီကွန်းရငါးထုပ်၁၀ထုပ်ဝယ်ရင်တည်းနဲ့ကွန်းဒီလေးဝိုင်းထည့်လိုက်ချုံးလေးဝိုင်းထုပ်ပြလိုက်ရှားလေးဝိုင်းထည့်လိုက်ဗမာစည်းလေးဝိုင်းထည့်ပြလိုက်ရင်ကွန်းရတဲ့အတက်ပညာအဲ့ဒီမှာတင်လိုက်ပြီမှတ်ထားနော်ကွန်းရတင်တိုင်းကြီးသွားတက်ပြီးတော့ရွှေရောရောက်တဲ့အောင်အောင်မို့ဘူးအမေဖေကအဖေကတော့ကောင်းအမေကဈေးတယ် ဒါပေမဲ့ဒီဈေးလိုလာဝယ်တဲ့လူအဲ့ဒီလူယာဟုရှမဟုမှာခဲလို့ရောင်လက်ပတ်ပြီးကျန်းဖာမီကျုပ်ကဇာလန်းနဲ့ထည့်ထားတာနော်โอเคအဲ့တော့အဲ့ဒီမှာနေလုံရင်တလန်းနဲ့ရွှေတော့ရောက်ရွှေတော့ရောက်တဲ့ခါကျတော့လေစဉ်းစားကြည့်လေခုခေတ်လိုပဲငါသားစင်ကာပူရောက်ရင်မင်းဘေဖုန်းနံပါတ်ဆက်ပြီးတော့ဘေအခန်းနံပါတ်ဆိုဘေအကြောင်းတဲ့မဟုတ်ဘူးကိုရကုံနဲ့တိတာကြီးနဲ့ထည့်ပြီးတော့လိုင်းကားနဲ့လိုက်သွားတာဇေယကွင်းလေရောက်ရောဘေတားလို့တားရမှန်းမသိဘူးကားဖြစ်အောင်နဲ့မင်းဘေလိုက်မှာကျွန်တော်ဇေယကွင်းလို့ရောက်ပြီးနေစင်းတော့အာဒါဇေယကွင်းလားဟုတ်တယ် အသူရတဲ့နေရာကြည့်လို့လေတရားပင်ဟာဒီနားတော့မလုံးနဲ့ဗျာလို့ကအရေးရှိတဲ့နေရာချပြေးသားမှာပုံသူချပြေးကားဘောင်းဆွဲသွားဘယ်သွားလို့သွားမှာမသိဘိုက်ကလည်းစားတယ်အဲ့တော့ကိုကလည်းအဲ့တော့ဝှက်ထားတာဂျင်းပေါင်းမြန်နောက်ကဖင်ကဟိုလိုအဖာနဲ့ပါလေအဲ့ခေကကျော်ဟင်းဖြစ်ဆိုတော့ဘာညာဇမင်ရလည်းဒီလိုအရှိနေဆိုတော့တစ်တာဒီပိုင်းချတော့လူရဝိုင်းကြည့်တာပေါ့ကိုကြီးကမျက်နဲ့ပြမှာလားဟုတ်တယ်လို့မျက်နဲ့ဟာပြေးသက်ကဝိုင်းလာအဲ့တော့တစ်တာကုန်ချကုန်းရကုန်းနေချဘူးတွေချဆိုတော့တပြည့်ပြည့်နဲ့ကြီးနေဟာကပြမျက်နဲ့ဆန်းနေလို့ဟာခဏဒီတဲ့ပုံဆန်းအောင်မှာခဏဒီစောင့်ကြည့်ဆိုအာအဲ့ပါလေကွာရှားလီတော့ထုံးနေတော့လူတွေဝိုင်းအာမွေးဘူးတွေဖောက်ဟာဟိုလက်ဒီလက်ဆိုတော့ပြေးသက်ကများလား အဲ့ဘကောကြည့်လို့ဆိုကိုညာရောအချူအခါအစိမ့်အကုန်လွတ်ပတ်ကျွေးလဲတော့ဒီနာလူတွေကတော့ကိုပိဋိဒတ်ဖြစ်သွားတယ်။ဒါပေမဲ့ကိုစည်းယုံရမယ့်လူကဒီလူမဟုတ်ဘူး။ကိုတရက်ပြင်နောက်ကအင်ရှင်ယာကိုကိုဂျိုးကြီးကြည့်နေပြီ။ဒီကောင်ကအင်ရှင်ဘာလာလောက်တာလဲ။ငါလည်းလည်းအသိမဟုတ်ဘူး။အဲ့ဒါအဲ့ထက်ကြည့်လိုက်တဲ့ကလေးကအိမ်ထဲကဝင်လဲထွက်လဲလုပ်တဲ့ကလေးကဟာတသလာအောင်လို့ဘာလို့ကျော်လို့မေကိုညာအချူစားလဲ။မင်းဖေကွန်းစားလားစားတယ်။ကျော်မင်းဖေတို့ကွန်းတထုတ်ယူသွားတယ်။အဲ့ကွန်းတထုတ်နဲ့အကောင်လေးအရင်လက်ထိုးလိုက်တာ။အဲ့တော့ကိုတော့ကကြည့်လိုက်ကြတယ်အဲ့တော့ကကိုနီလေးတဲ့ပန်းရှင်ကလီချောလူမြင်ရတာတော်တော်ကြောက်ချာပါမျက်ထောင်ကြီးနဲ့ထွက်လာ။ငါတော့နှင်းချတော့မထင် ်ညငိုင်းရှိမလို့တော့ကျွန်တော်ဘာလို့ပါဘူးလို့ကျွန်တော်ခဏဟိုဟာဆိုင်လေးအဆိုင်ဖုံးလို့မရဘူးလေခေါ်တယ်ငါရည်ဟုတ်ပါတယ်လို့ဟိုဆရာခဏကျွန်တော်ကုန်းထုတ်လေးပေးလိုက်တာရရတယ်စားလိုက်ပါဦးမင်းကုန်းထုတ်ကအိမ်ထဲထားခဲ့တယ်ဆရာဘယ်လိုစားကုန်းဘယ်လိုစားအမ်စားခြင်းမလို့မဟုတ်ပါဘူးလို့စားကြည့်သမ်းပါဦးဆိုပြီးတော့လက်ထက်တရားကိုင်းရခဲ့ဝါပြုံနဲ့မျက်နှာချိုးကပြောင်းသွားကိုကိုင်းရဘက်ထဲဝင်သွားပြီနော်အတော့ဆိုအဲ့လူနဲ့မိတ်ဆွေတွေ့လို့အဲ့တညာအဲ့မှာအဲ့နောက်ဆုံးအဲ့ဒီမှာပဲသူ့ရဲ့တအိမ်ကျော်နှိမ်ကျော်မှာဆိုင်ငန်းကရွှေတော့ရောက်သွားတယ် အဲ့တို့လူတွေပြောကျင်တာအခုခေတ်လူငယ်တွေအော်ကွန်ရသွားအားချမနေနဲ့အဲ့ဒီလူကားပေါ်မှာဘယ်မိတ်ဆွေမှမရှိဘယ်တယ်လီဖုန်းမှမပါဘူးနောက်ပြန်လှည့်လို့လည်းမရโอเคကွန်ရရောင်းကွန်ရရောင်းရင်တန်းလန်းနဲ့23မိနစ်ရှိသွားပြီဘာမှမရောက်သေးဘူးတို့ခါโอเคအဲ့တော့ရွှေကုံတွေကွန်လာစားလူဆိုတာ focus ကြည့်ရတယ်ဒီထဲမှာဘယ်ကောင်းအခြေအနေကောင်းလဲဘယ်သူကြည့်လဲကိုအခြေအနေမကောင်းတဲ့ကောင်ဘယ်လိုဖြစ်တို့လူတန်းလန်းလုပ်တဲ့ကောင်ပေါင်းမယ်စားအလားလာကောင်းတဲ့လူသူ့ကိုတိုးတက်မဲ့လူရွေးတာအဲ့တော့ဒီမှာ ဆိုင်ကယ်ဘယ်သူစီးနိုင်လဲပက်ဆံဘယ်သူသုံးနိုင်လဲရွှေကုံတွေတွေ့ဒီရွှေကုံတွေပွန်းစားတာတွေ့တာလဲကိုန်းရရွှေကုံတွေလည်းပွန်းလာစားရောကိုန်းရချက်ချင်းရပြီတဲ့နောက်နေသူစားတဲ့အချိန်သူ့ဆိုင်အရောက်ပို့ပေးတယ်သူလိုချင်တဲ့အနုပ်တို့မူစီမစီတွေရွေးပြီးတော့သူ့စီသွားပို့ပေးတယ်အဲ့ခေတ်ကရွှေကတစ်ချက်ခွဲလို့တစ်ချက်တို့ငန်းမှုတို့သုံးမှတ်လို့ဆိုတော့မူစီမစီမပါလို့မရဘူးအဲ့တော့ဒီအနုပ်ကရွှေကုံတွေနဲ့အနုပ်နဲ့ကတော့တခါတလေအချိန်မသေးနဲ့ဟိုးအပေါ်ဆုံးကလူနဲ့အောက်ကလူကမ join လို့ကိုမရအဲ့မှာလေဟိုအနုပ်တွေသွားပို့ကိုတို့တွေသွားပို့ညတိုင်းကိုတို့ပုံရင်းတက်လိုက်တယ်အဲ့အချိန်မှာတယောက်ထည့်ရဲ့ ကကိုဆိုင်တကားပြီးကျက်ထိုးသမီးကကိုသမီးလည်းခင်ဗျားတို့ပေါင်းထိုးရတာမဟုတ်ဘူးကိုကကိုသမီးမိဖို့လည်းထိုးတာဟိုနှစ်ရက်စာသုံးရက်စာဝယ်ထားတာအမေဖေးတစ်ခေါက်မှလိုက်မလာဘူးအောင်းတော့မှညီဖို့မပါဘူး only one တယောက်တည်းရဲ့ကိုကကိုတကားတော့ပြိပြတော့ဟိုကွန်းဆိုင်တော့ပြတော့အလုံးထုတ်လေးပြီးတကားလေးခေါက်ခါဆရာကျွန်တော်အောင်းအောင်မှအေးလာပြီလားဆရာကွန်းထုတ်နော်ဒီမှာအနုတ်ဘလောက်ကျွန်တော်ပတ်ဆံအပ်ထားတယ်ရွှေကုံတွေကိုကိုပတ်ဆံစအပ်တာနော်ရွှေကုံတွေကြီးအချီးသုံးတာမဟုတ်ဘူးဟောလို့ကိုကတပတ်ဆယ်ရဲ့ရောင်းရတဲ့ကွန်းရဂျီကိုစုထားလိုက်ပြီးတော့မှဈေးဝယ်သွား တော့ခင်မီပေါ့ကိုထုတ်တယ်လာကိုတယ်အလုပ်လဲအားတယ်သူ့ပတ်စံလဲအားတယ်โอเคနောက်ဆုံးအဲ့ဒီမှာဆရာကျွန်တော်တကားလေးပြေးခဲ့ပြီဒီရက်စီလေးလဲခဲ့ပြီဆရာကျွန်တော်ဝိုင်းလုပ်ပြီးခဲ့မယ်နော်ခင်မီပေါ့အဲ့ဆရာကျွန်တော်ရေးထည့်ထားခဲ့လိုက်မယ်နော်မနေ့ကျလို့ချင်းဟာရှင်းကုန်တယ်ကိုခိုက်ပြီပေါ့အဲ့မှာနေသွားရင်းလာရင်လည်းအဲ့လိုမီးသွေးလုပ်ပြီးခင်ရင်ခင်နေအိမ်အောင်ကြဘောမစီလေးရောက်ရောကိုကညနေပိုင်းဆိုလို့ချင်းရွှေကုန်းတွေရွှေလေးစီရွှေဝယ်တဲ့လူတွေကြားတဲ့အချိန်မှာမိမမင်းဆိုင်ဆိုင်နေတော့ငါဆရာတို့စီသွားဝိုင်းမယ်ဖြစ်ချင်ပြီးရွှေကုန်းတွေအဲ့တော့လုံရင်းလုံရင်းနဲ့ရွှေပညာတက်လာအရွှေပညာတက်လာတဲ့အချိန်ကိုကအရင်ကမရှိဘူးရွှေကုန်းတွေကဖြစ်ချင် ကြီးရွာထဲမှာဆရာကလောက်လောက်လာလာနဲ့ရွှေဆိုင်ကြီးဖွင့်တဲ့အချိန်ကိုရတဲ့အတူရှိပြီးတော့ဘလို့လို့ရွှေကုန်တယ်လို့လို့ရမှာလေအရင်ကြီးမှမရှိတာတကယ်ကြတော့ဦးအောင်ဈေးဝင်ရတယ်လည်းကုန်းကြီးပြတ်လို့ကုန်းကြီးဆိုင်မှာစရိုးဆိုင်မှာကုန်းစိုးဆိုင်မှာဝယ်တော့ဆရာကလည်းလက်ထက်မှာပက်ဆက်တူကြီးကင်ထားတယ်အဆရာဘာလို့လာလို့ဒီပက်ဆက်လဲဟာဘွားလေကငါမနေ့ကဈေးသွောမှာမလို့တယ်ဒီဆိုင်ကငွေလွဲလာယူတာငွေလွဲဆိုတာဘာလို့အဘွားလေ तू ကမနေ့ကကြတော့စီဖို့လို့ဆန်ဖို့လို့မန်လေးပို့မယ်ပက်ဆက်ငါပေးလိုက်တာတဲ့ငါကညနေကြရွှေဝယ်ပြီးတော့ရန်ကုန်ကြလို့ရှင်ရွှေရောင်းပြီးတော့မန်လေးကြလို့ရှင်ရွှေရောင်းပြီးတော့မန်လေးရွှေရွှေတော်ပေါ်မှာသွားမှာသွားပြီးငါရွှေရောင်းပြီးသူ့ဆန်တိုင်းစီတိုင်းကိုငါငွေလွဲခဲ့မှာ ဒါအားကြပြီမျိုးလုံးကြီးနဲ့ကြည့်ပြနေတယ်ခုနက professor ဆရာကြီးတို့ပြောတာ TOD တွေနဲ့စနေတကြဒီအကောင်ကလက်တွေ့အဲ့နကူပေါင်းအဲ့ဒါဆိုဘာဖြစ်မှာတော့ချမ်းသာမှာနော်အဲ့ဒီဟာကို focus on on ဆိုတဲ့ကွန်ရတယ်ကြီးရမြင် Okay သူသူမြတ်ပတ်ဆံတွေလည်းဝယ်တယ်ငါပတ်ဆံလည်းယူတယ်အဲ့လိုဆိုရင်အောင်မင်းရွှေပညာထက်တင်တေးသေးချာချာတင်ပြီးမင်းတည့်ရက်သူမြတ်ပတ်ဆံတွေဝယ်လို့ရတယ်ဆိုတဲ့အတွေ့အကြုံပေါ်တယ်အဲ့တော့ပြောချင်တာကကျွေတော့မှမရောက်ခင်က ဆယ်နှမ်းမောင်နဲ့အောင်အောင်ကစိတ်မညစ်ဘူးစပါးဒါလီမဖြေနဲ့လို့စိတ်မညစ်ဘူးဒါလီစီရေးဖြေတယ်မောကြာဆုံးတာတွေအများကြီးပဲအတွေးလေးကငါရွှေရောသွားရင်တော့ငါချမ်းသာမှာပဲမြစ်တည်နှက်ရတယ်လက်ထဲမှာတအားနာတယ်တိတ်ချောက်တာပဲခရင်ကြီးဒီတော်နေထမ်းရတယ်ဒီဒုက္ခကိုမခံစားချင်လို့ရွှေရောသွားတာပျော်လို့သွားတာမဟုတ်ဘူးဘာကြောက်လို့သွားတာဒုက္ခကိုကြောက်တာအဒုက္ခကိုမခံစားချင်ကိုကြိုးစားမှာဒုက္ခလည်းကြောက်တယ်ကြိုးလည်းမကြိုးစားဘူးဒုက္ခလည်းပဲမို့တခါတည်းတက်လာမှာဒုက္ခရောသိကြလားမသိဘူးသိလားဒုက္ခရမ်းမသိနဲ့ဒုက္ခကြောင့်ပြောပြအောင် အဲ့နည်းပြင်းကြည်သွားအောင်နော်ဒုက္ခဒုက္ခနဲ့ယတိကြီးတစ်ပါးစဉ်းစားတော့အများနဲ့ဒုက္ခတာဒုက္ခဒုက္ခအဲ့တော့တိုးနေတဲ့ယတိဆိုတော့ဘေးကမြောက်ကကြည့်တာပေါ့ဟုတ်ပြီယတိခမင်းစားလေဒုက္ခရေချိုးလေဒုက္ခဒီဒုက္ခကပေါင်းတာဖြစ်ရမယ်အဲ့တော့ဒီဒုက္ခကငါယတိစီကတောင်းလို့ရရင်ရမရရင်လူပဲအဲ့မှာနေယတိကိုပြောတာနောက်ကနေဆွဲကုန်တယ်ယတိကြီးခမင်းအဲ့ဒုက္ခချုပ်ကိုပေးတယ်ဘလို့ပါလဲကွာတဲ့ဒီဒုက္ခတော့ဒုက္ခပြီးတဲ့ဒုက္ခပါမယူပါနဲ့ဆိုတာမဟုတ်ဘူးတဲ့ခါဒုက္ခချုပ်ကိုပေးဖို့ရမယ် မပေးလို့တော့ခင်ဗျချုပ်ကတတ်မှာဟာဒီလိုတော့လုပ်ပါလေဒုက္ခငါဒီမှာမထားဘူးလေငါမျိုးရဲထားတာလေအဲ့တော့မင်းလူချင်းနှစ်ရက်တော့ဆောင်ပါလေဒုက္ခငါမှာပေးပါမသေးချာလားသေးချာတယ်အဲ့သူတစ်ပည့်တယောက်လာတော့မှာတယောက်မင်းအိမ်မှာငါလာတော့ကစွန့်ငံကြွားတော့ကိုက်တက်တဲ့ခွေးတစ်ကောင်ရှိတယ်အဲ့တော့အဲ့ခွေးကိုအစားနှစ်ရက်လောက်မကျွေးနဲ့မကျွေးပြီးတော့အဲ့နှစ်ရက်ပြည့်တဲ့နေ့ကျဂုံလေးအိမ်နဲ့ထုတ်ခဲ့ပါတယ်ထုတ်လို့ငါစီတဲခင်တန်းမှာတဲပြီးတော့ငါကြောင်းချီချတာငါရေချိုးနေတာချတာအဲ့တော့ တကာဆိုတော့လေဆရာခိုင်းနေတိုင်းလောက်ရတာပေါ့။ဟောတော်တဲ့ရေတိဆိုတော့လေတပေတမန်းကအမြဲတမ်းမလာတော့မြောက်ကြောက်ရဆင်ကြောက်ရဆိုတော့ဒီမြောက်ကလည်းခတ်ထွားတော့ဆိုတော့နှစ်ရက်နေတော့ရောက်လာ။လုံးလုံးနဲ့ရေတိကြီးတယ်ခင်ဗျာကျုပ်ဒုက္ခကြီး။ဟာရောက်ပါပြီမောင်ရရမေးဒုက္ခကြီးငါပါစေထုတ်ထားပါလား။ဘယ်မှာတော့မဟာမိုက်တဟိငါလူချင်းတဲ့ဒုက္ခတော့ရောက်လာလှုပ်လှုပ်နဲ့ okay ပဲတဲ့။အဲ့ကတခါလဲယူဆိုဟာတခါလဲမယူနေတယ်မေးတော့ဆိုတော့ဒုက္ခ၃နည်းရှိသေးတယ်။ဒုက္ခဘာနည်းရှိလဲ။အဲ့ခဏလေဒုက္ခ၃နည်းပြောပြအောင်မေးကြည့်ပါနော်။အဲ့တော့ဒုက္ခ၃နည်းရှိတယ်ခွာလေမင်းငါဒုက္ခမင်းနှစ်ရက်ကြုံမာထားတာအဲ့တော့ဘာလို့မှလဲပြောရင်ဒီဒုက္ခကိုခေါင်းမို့တေချာကျွတ်သွားတယ်။ ရွက်ပြီးတော့ကွင်းမြင်နေရောက်တဲ့အခါကျမှဒုက္ခကိုတစ်ပင်နေပါလိမရှိတဲ့နေရာကျမှဖြီးပြီးတော့မင်းဒုက္ခကိုကြီးတယ်အဲ့ကြရင်ဒုက္ခကမင်းကိုဘလောက်ချစ်တယ်ဆိုတာတွေးလိုက်မယ်တဲ့ဆိုအာခမရသိတာအာမင်းတအားကောင်းတဲ့ဒုက္ခတွေ့ကြတာမဟုတ်ပါဘူးညနေမောင်နေခုမှတွေ့တာဟလားရောက်နေတဲ့ဒုက္ခနဲ့ခုမှတွေ့တာအဲညနေမောင်နေခုမှတွေ့တော့လို့ပြောရမယ်ဟိုတော့သပေချင်းမှာဟိုရဲရရရှိတယ်ရဲရကသူကဖောင်လို့ဖောင်လေးတွေထွက်ထွက်ပြီးတော့သူကလက်ဖေးဘူးပေါ့နော်စားတော့ဘူးတောင်းတာအဲ့တော့ရေမတိုးငယ်တဲ့ရဲရကသူက အကျွေးတင်နေတော့ရေလဲတိုးရောအဲသူတို့စခန်းနဲ့ညီတော့ဖောင်ရက်ကတ်ရောအဲကြတော့သူကလည်းဟိုအကျွေးတွေပဲပြေးစရာရှိတော့အဲရေဖောင်လာပေးဆိုပြီးတော့သူကဆန်လို့စီလို့အကျွေးဝင်လာတာအဲတော့ရေကလည်းတနက်လေးကင်နေပြီးတော့ရေဦးလေးပေါက်ရောဖောင်ကရေကင်းစိတ်လေးထိုးရောတားပြီဘောခရမှုပြီးကြက်ပေါ့လာခဲ့ပေါ့ဆိုက်ပေါ့အဲတော့ရေလေးကတိုးလဲဖောင်လေးကလှုပ်လိုက်သူကပက်ဆန်လေးတောင်းအောင်မှဆိုအကျွေးလေးကြော်မှဆိုပြောတာကိုတနက်လေးကင်ပြီးတော့ရေနဲ့ဖောင်လေးခုမှတွေ့တာရေနဲ့ဖောင်လေးခုမှတွေ့တာဆိုတိုင်းလေးကအလူမှာတနက်ကပြုတ်ကြရောဝုန်းဆိုအဲတော့အခုလေး ရဲတဲ့ဘောင်နဲ့ခုမှတွေ့တာမြောင်းနဲ့ဒုက္ခနဲ့ခုမှတွေ့တာခင်ဗျားတို့လည်းခဏနေဒုက္ခနဲ့တွေ့မှာပါအဲ့တော့ဘောင်ပေါ်ရွက်သွားအကွင်းလေကောင်ကျတော့ရေတီးပြောသလိုပေါ့အထဲထဲကမြောက်ကလည်းအောက်ကမြောက်ကရွက်အပေါ်ကအထဲထဲကခွေးရလည်းအစာမစားတာဗနေစီလို့နေရဲချွေးရလည်းပြန်နေရဘူးအောက်ကကောင်ကဘာလဲမသိဘူးလှုပ်လှုပ်နေငါဆိုတော့ဒီကကိုနေကလေးလေးခြိထားလေးလည်းခြိလိုက်ရောထွက်ထွက်ချင်းခွေးကမြောက်ပြီးတော့မလုပ်မယ်ချင်းတော့အားကိုက်ပြီပေါ့အဲ့တော့လေးဘက်ထောက်တဲ့ဘလို့မြောက်ကခွေးလေးလိုက်လို့ပြေးတော့ကွင်းကြီးတွေလက်ပတ်ပြီးပြီးနောက်ဆုံး မိုးတဲ့အချိန်ကြမှာတိပိတိပိပြီးတော့အပေါ်တက်ပြီးတော့ကြည်တယ်။ခွေးရလည်းအောက်ကမုံမုံနဲ့ရှာထုတ်ပြီးတော့တန်းလန်းကြီးနဲ့ဒီဘက်ကလည်းဖားဖားနဲ့ပေါ်ကမြောက်ကကြည်တယ်။ဩဒုက္ခဒုက္ခဆိုရေတည်ကြီးပြီးတာရှာလည်းတန်းလန်းမျိုးလုံးကလည်းပြူးပြူးဒုက္ခဆိုတာဒါပါလားနော်။အဲခင်ဗျားတို့လည်းဒုက္ခဆိုတာဒါပါလားဆိုတာဒီနေ့တွေ့မှာပါ။အဲ့တော့ကောင်းလို့ပြောပါမှာအဲ့ဒီလိုဒုက္ခတွေကတကယ်ကိုတွေ့နေတာအဲ့တော့အဲ့ဒီဒုက္ခတွေကအောင်မြင်မှုတွေဘဝတွေအခြေခံပဲเนาะ မိနစ်30ချီသွားရင်ညာရွက်ကြံတော့โอเคအဲ့တော့အဲ့ဒီမှာနေရွှေကုန်းနယ်ဇီးရည်ပြီတော့ဟောပတ်ဆံမရှိဘဲနဲ့ဝယ်လို့ရတယ်ဒီလိုဆိုရင်ငါရွှေပညာထပ်တင်มาရအောင်အဲ့လိုတင်ရင်းနဲ့အခွင့်အရေးဆောင်နေရွှေကုန်းနယ်ပြောတဲ့ငွေလွှဲရင်းနဲ့ငါရွှေလော်ဘူသွားမယ်ဆိုတဲ့အတန်ကြားတော့ဆရာကျွန်တော်ရွှေလော်ဘူလိုက်ခဲ့လို့မရဘူးလားတို့လူကြီးပြောချင်တာနားထောင်ပါခုနကိုရရရရွှေကုန်းနယ်ခုနဈေးလာဝယ်တဲ့လူတွေရွှေတော်ဆိုတဲ့စကားတစ်ဆင့်တစ်ဆင့်ကြားအောင်လို့ခဲတော့ခု ီမိုကရေစီတောင်းတယ်ချမ်းသာအောင်ဘယ်သူမှလာလုပ်ပေးမှာမဟုတ်ဘူးကိုယ့်ဘက်ကိုလုပ်ရမှာကိုတိုင်းကြီးကိုချမ်းသာအောင်လုပ်ရမှာနော်ဥအောင်မျိုးသမီးနဲ့ကားစီးတယ်ကျွတ်ကျွတ်နှစီလေးနဲ့ကျွလေးနဲ့တို့မှန်လေးချအဲမလုံပါနဲ့ဒီမှာကားသမားတန်ရှင်းရကားပေါ်မထားအာဘာလို့မောင်းနေတော့လဲလမ်းပေါ်ထားခဲ့လိုက်ပြီးရောအခုလူတွေကစားတန်ရှင်းရစားလမ်းပေါ်ဒီပြက်စီးလိုက်နဲ့ရှဲရှဲရှဲအိမ်ထဲတော့တန်ရှင်းနဲ့လမ်းပဲလှည့်ထုံလိုက်တယ်လမ်းကဒဏ်တင့်နေတယ်နော်ကုန်းသွေးပြေးစုထွေးသွေးထွေးကောက်စင်ကူတို့ထိုင်းလို့ကြတော့ကြတော့ကုန်းလူတွေစီကန်းနေရှိသွားတာလေရင်ကောင်းလေးဒီပဲဆက်လိုက်ရောစီကန်းဆက်ချင်းမဲ့ကိုအေးထားအဲ့ဒါကြီးကိုယ့်ဘက်ကိုပြုတ်ပြင်ရမှာ ထားစုအဲ့တော့ကိုအောင်အဲ့ဒီမှာညွှေတော်ကနေပြီးဆရာကိုမေးတယ်ဆရာကျွန်တော်လိုက်ပြရစီညွှေတော်ရောက်တဲ့ခါမှာညွှေတန်းစီလုပ်ငန်းတွေကြည့်တယ်အဲ့တော့ညွှေပုံလဲဆိုတာပတ်စံလုပ်ထမ်းရတယ်ညနေကျတော့ဘီယာဆိုင်သွားကြတယ်သူတို့ကသူတို့အပြောပါသွားတယ်အဲ့ဒီချိန်မှာအောင်ဆိုတဲ့ကောင်ကြီးကပတ်စံလုပ်ထမ်းပြီးတော့ဟိုတယ်ထဲမှာပတ်စံလုပ်ကြီးနေနေရတယ်မနေ့၄နာရီလို့မထခင်ကားကြီးကနေလက်မှတ်သွားဖြတ်ဆရာပတ်စံတုံးနဲ့ဆင်းနေဆောင်ရတယ်ကဲထားကြစုအဲ့တော့ကိုရဲ့ဒီကကိုရဲ့ယူသားပုံကိုဟာအောင်လာလီကဘီယာချအားဆရာကျွန်တော်မတော့ဘူးဆရာကို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 အောင်ဘာရဲ့တော်တဲ့ကဒေါ်မစီကဖုန်းတဲ့တယ်ယောက်ျားတွေဘယ်ရောက်လာလဲပောက်ကွေးမှာညမလာသေးဘူးလား အခေါကွင်းဆိုင်တာဘာလို့ပြန်လာမှာမင်းခဏခဏဘာလို့ဆက်လာလို့တော့ပြန်လာခဲ့ဦးလဲမလာဘူးလို့ဘာဖြစ်လို့လဲတော့အเจ้าနေကျုပ်ငေးစရာရှိတာမင်းရဲ့ဆန်းလို့လို့ဘာလို့ဘာလို့မျိုးပါဘာဖြစ်တယ်ညာဖြစ်ပြတော့ငါမိမခဏခဏမဆက်နဲ့ငါဒုက္ခကြောင့်မဲ့လို့ငါမလို့လူဆိုတာကိုကိုကိုချစ်ဆုံးဟုတ်လို့ကိုရရောင်းတော့ကလေးကအော်ငါကိုကိုကိုချစ်တာကိုကိုကိုမချစ်လို့ပြစ်စလက်ခတ်နေကြည့်ပါလားတို့လူတွေလည်းကိုကိုကိုချစ်ကိုမပြည့်စည်အောင်ကိုကိုကိုထိမ့်သိမ်းနော်အဲ့လိုလားမလို့ပါလားအခုသမီးတွေပြောတယ်အခုကဝန်ရှောတယ်အဖေကဆန်းပြုတ်တော့ပြီးအဖေပဲယောဂါဖြစ်တယ်တဲ့သမီးတွေကအေးလို့ ငါဆံပြုတ်တော်ပြီးထိန်းသိမ်းခဲ့လို့အခုအသက်50